1998နောက်ပိုင်းကမ္ဘာဖလားကိုနော်ဝေပထမဆုံးချိန်ပြိုင်ခွင့်ရဘောလုံးကျောက်သူများအတွက်ကျမတို့ရဲ့ဝမ်းမြောက်ချမ်းသာခြင်းများပြည့်စုံကြပါစေ။အီတလီနိုင်ငံမီလန်မြို့ကဆန်စီရိုကွင်းထဲမှာအီတလီသင်းကိုကိုးပြတ်နဲ့အနိုင်ရခဲ့တဲ့နော်ဝေသင်းကနှစ်ပေါင်း30တွဲမှာကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးချိန်နဲ့ဝင်ခွင့်ရသွားပါတယ်။နောက်ဆုံးကစားထားတဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်6ပွဲဆက်အနိုင်ရထားတဲ့အီတလီသင်းကအခုပွဲမှာလည်းအပိုစီရိုရဲ့အတွင်ကိုနဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ်ဒါပေမဲ့ခြေစစ်ပွဲအုပ်စုပွဲစဉ်ခုနှစ်ပွဲစလုံးအနိုင်ရရှိထားသလိုစိတ်ဓာတ်ပိုင်းနဲ့အမြင့်ဆုံးရောက်နေတဲ့နော်ဝေသင်းကဟာလန်ရဲ့အတွင်းကိုနှစ်ကိုပါဝင်လေးကိုပြန်သွင်းခဲ့ပြီးအီတလီသင်းကိုအနိုင်ယူသွားတာဖြစ်ပါတယ်ဟာလေ2026ကမ္ဘာဖလားခြေစစ်ပွဲတွင်ကွာလဲ16ကိုအထိရှိခဲ့ပြီးပိုလန်တိုက်စစ်မှုလီဝန်ဒေါစကီတင်ထားခဲ့တဲ့ခြေစစ်ပွဲတွင်ကိုအများဆုံးဆန်ကျဲုံလိုက်မိခဲ့ပါတယ် နော်ဝေသင်းကကမ္ဘာဖလားပြိုင်ပွဲကို1998ခုနှစ်မှာနောက်ဆုံးကစားခွင့်ရထားတာဖြစ်ပြီးဟာလန်ရဲ့ခြေစွမ်းပြမှုနဲ့တူကမ္ဘာဖလားပြိုင်ပွဲကိုပြန်လည်ရှင်ပြိုင်ခွင့်ရသွားခဲ့တာလည်းဖြစ်ပါတယ်။တားပြင်းနော်ဝေသင်းကအင်္ဂလန်သင်းပြီးနောက်ကမ္ဘာဖလားခြေစစ်ပွဲအုပ်စုပွဲစဉ်အားလုံးကိုအနိုင်ရတဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်။အုပ်စုဒုတိယသာရခဲ့တဲ့အီတလီသင်းကတော့ခြေစစ်ပွဲပလေးအော့ဖ်ဆင့်ကိုဆက်လက်ပြီးတော့ရှင်ပြိုင်ရတော့မှာဖြစ်ပါတယ်။